ားလုံးမင်္ဂလာပါကျွန်တော်ဖြူတီဟာပါ21 podcast ကနေပြန်လည်ပြီးတော့မှကြိုဆိုပါရစေအဲကျွန်တော်ဒီ podcast ကိုဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကျွန်တော်အဓိကထားပြီးတော့မျှဝေမယ်ပေါ့နော်ဆိုပြီးတော့မှအဲကျွန်တော်စဉ်းစားထားခဲ့တာမှာအခုဒီတစ်ခေါက်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့အမျိုးသားတွေရဲ့စိတ်ကြမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှအဲကျွန်တော် မျှဝေလိုတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကအမျိုးသားတွေနောက်ပြီးတဲ့ခါကျတော့အမျိုးသမီးတွေရောပေါ့နော်အမျိုးသမီးဆိုကိုမအဖေရှိတယ်အကိုရှိတယ်မောင်နေရှိတယ်တကယ်ချင်းနေရှိတဲ့စစ်တူကြီးစားမျိုးသားလင်းအောင်ကြားစသဖြင့်ရှိကြတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့တော့ အဲသူတို့အတွက်လည်းအကျိုးရှိမယ်လို့ကျွန်တော်ယူဆရပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးစပြီးတော့ရှင်းပြရမယ်ဆိုရင်ကျွန်တော်ကဒီဘတ်နောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အပြောများအကြီးများလာတယ်ဆိုပေမဲ့အဲကျွန်တော်ငကိုကပေါ့နော်ဒီအာနာသိန်းကာလမတိုင်ခင်2021မတိုင်ခင်ကတော့ကျွန်တော်ကဒီ gender နဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်အရေးများတယ်ပေါ့နော် news about ချမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော် talk show လုပ်လုပ်ခဲ့တဲ့လူဖြစ်တယ်ဆိုတော့ဒီနှစ်ခုရဲ့အဆက်အဆက်ကိုကျွန်တော်ပို့ပြီးတော့မှ ဟိုတတိထားမိလာတယ်ပေါ့နော်ဆိုတော့ပထမဆုံးစပြီးတော့ရှင်းပြရရင်ဒီ gender လို့ခေါ်တဲ့သတ်မှတ်ချက်ပေါ့နော်ဒီ포ဝါဒပေါ့နော်ဆိုတော့ဒီသတ်မှတ်ချက်တွေအရကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အမျိုးသားတွေကိုဘယ်လိုမျိုးအဲတုံတန်ထားသလဲသတ်မှတ်ထားသလဲပေါ့နော်ဒီ포ဝါဒဒီကျွန်တော်အမျိုးသားတွေကိုတဆင့်မြင့်စေတာမှန်တယ်နော်အမျိုးသမီးတွေရေဘူးကအဖြစ်ပေါ့နော်ဥပမာထားပါတော့အဲကျွန်တော်တို့အိုးအရန်ကောင်မှခွဲခြားမှုများတဲ့နေရာတွေဆိုလို့ရှိရင် အဲ့တမိမိန်ကလေးဆိုရင်မလိုချင်ဘူးလို့เนาะအဲ့တမိမိန်ကလေးမဟုတ်လို့အာထရာဆောင်ရကြည့်လိုက်လို့တမိမိန်ကလေးဆိုရင်ကိုယ်ဝင်ဖြတ်ချတာလို့เนาะတမိမိန်ကလေးမွေးရင်မမြင့်မြတ်ဘူးပေါ့ယောက်ျားလေးမွေးမှမြင့်မြတ်တယ်ပေါ့စသဖြင့်မွေးကလေးကမမွေးခင်ပေါ့เนาะ byte ထဲမှာမိမိခင်ရဲ့1 byte ထဲမှာဟိုတရေသားဖြစ်နေရှိကလေးကိုကဒါတစ်ဆင့်မြင့်နေပြီလို့ပြောရမှာပေါ့เนาะနောက်ပိုင်းထပ်ပါတော့အရွယ်ဟိုကလေးဖြစ်မွေးဖွာလာပြီးပြီဆိုလဲတားတဲ့တမိမိန်ကိုပြည့်စုံထောင်းတဲ့ပုံစံကမတူကြဘူးเนาะအဲ့တော့ တိုင်းရစားလေးနဲ့သမီမိန်ကလေးပေါ်မှာထားတဲ့မျော expectation လို့ခေါ်တယ်မျော်မှန်းချက်တွေမိဘတွေကမျော်မှန်းချက်တွေကလည်းမတူကြဘူးပေါ့နော်ဥပမာထားပါတော့သားနဲ့သမီနဲ့ရှိတယ်တရားရောက်ကိုကြောင်းထုတ်ရမယ်ဆိုရင်အဲသမီမိန်ကလေးကိုကြောင်းထုတ်လိုက်တယ်ဘာဖြစ်လို့လဲမိန်ကလေးဆိုတာသေစာရှင်သာတက်ရင်တော်ပြီနော်ယောက်ျားလေးကတော့နောက်တစ်ချိန်မှာမိသားစုကိုဥဆောင်ရမှာမိန်တော်ဦးစည်းလို့ရမှာနော်ပင်နာတက်ဖို့လိုတယ်ဆိုပြီးတော့မှာတားယောက်ျားလေးကြောင်းဆက်ထားဒါမျိုးပေါ့နော်ဆိုတော့ဆော့ဆော့ကလေးကိုကအမျိုးသမီးတွေဒီနောက်မှာခြံခဲ့တယ်အမျိုးသားတွေရှိကိုတဆင်းရောက်နော်လုပ်ငန်းခွင်နဲ့ရောက်လာရင်လည်း ီလိုပဲကြိုက်တဲ့လုပ်ငန်းတော်တော်နယ်ပယ်တော်တော်များများကိုကျွန်တော်ကြည့်လိုက်ရင်အမျိုးသားတွေပဲကြီးစိုးလွှမ်းမိုးထားတာကိုတွေ့ရမယ်ပေါ့နော်ဆိုတော့ဒါကမျိုးသားတွေကိုတဆင့်ညင်စေတယ်ပေါ့နော်ဆိုတော့တော့တစ်ဖက်မှာလည်းဒီဟာကပဲတစ်ဖက်မှာပြဿနာပြန်လာပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မျိုးသားတွေကိုငငယ်တဲ့ဘလို့တုံတင်ထားလိုက်ဆိုတော့ယောက်ျားဆိုတော့မငိုရဘူးယောက်ျားဆိုတာစိတ်တက်ချက်ခံရမယ်။ယောက်ျားဆိုတာပျော့ညံ့နေလို့မရဘူး။စသဖြင့်ပေါ့နော်။ဒီစိတ်ပန်းဆန်ရတဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့ကိုတန်မာအောင်လို့ အဲဒီလိုတုံတင်ကြရပါတော့နော်။ယောက်ျားတယောက်ငိုရယ်ဆိုတော့ကိုယ့်အကူပဲစဉ်းစားကြည့်ပါတော့နော်။ကျွန်တော်ဘဝမှာဆိုလဲငိုရယ်ဆိုတာကြီးကတော်တော်ရှားတယ်။အဲကျွန်တော်တို့အဲထားပါတော့ငယ်ငယ်စဉ်ကအတူယူကြရတဲ့အဖိုးတို့ဦးလေးတို့အကိုတို့အဖေတို့နော်။ကြည့်လိုက်လို့ရှိရင်လဲတို့ငိုရယ်ဆိုတော့ကျွန်တော်ကျွန်တော်အဖေငိုရယ်ဆိုတော့ကျွန်တော်ဘဝမှာတခါမှအဲမမြင်ခဲ့ရဘူးပေါ့နော်။အမေငိုရာဆိုရင်တော့မကြာခဏတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒါရီကကျွန်တော်ယောက်ျားရယ်နဲ့ asset တဲ့ကိစ္စမဟုတ်ဘူး။ဒီလိုမျိုးတွေလုပ်လို့ရှိရင်ဒီယောက်ျားရယ်ဒီဒါပြော့ညံ့နေဆိုတော့ အပုံစံမျိုးနဲ့ကျွန်တော်တို့ကဒါသွန်သင်ခံခဲ့ကြရတယ်ပေါ့နော်ဆိုတော့အဲ့တော့တစ်ဖက်မှာလည်းစိတ်ပိုင်းဆိုင်ရာကိုလည်းတာမအောင်လဲသူတို့ကဒီလိုမျိုးသွန်သင်တယ်တစ်ဖက်မှာလည်းခုနကလိုယောက်ျားတွေအနေနဲ့အဲပညာရေးအခွင့်အလမ်းအလုပ်ခိုင်းအခွင့်အလမ်းနော်ဘဝမှာအဆဆရရအာအစတော့ဟိုပါလွန်ပြည့်စုံနေအောင်လို့လည်းအခွင့်အလမ်းတွေလည်းရတယ်ဆိုတဲ့အခါကျတော့ပုံမှန်ရုတ်တရက်ကြည့်လိုက်ရင်တော့မျိုးသားတွေဒီစိတ်ပိုင်းဆိုင်ရာထိခိုက်နေတာတွေနော် အဆက်မပြေဖြစ်နေတာတွေကမျိုးသမီးထက်ဆိုင်နည်းတယ်လို့ကျွန်တော်တို့အဲပြောလို့ရတယ်ပေါ့လေနော်ဒီ gender ရဲ့သဘောပေါ့မျိုးသမီးတွေဆိုခုနကျွန်တော်တို့ပြောသလိုပဲဝေကလေးကိုကစင်ခေါ်မှုအခက်ခဲတွေနဲ့ကျွန်တော်တို့ကြုံရတယ်နော်ဆိုတော့မှာထားပါရောက်ကြတယောက်ကဲအာစီရနေမျောလင်းနေအလှပရေးရစံနှုန်းသတ်မှတ်ချက်နဲ့မျိုးသမီးစီရနေမျောလင်းနေအလှပရေးရစံနှုန်းသတ်မှတ်ချက်နဲ့မတူဘူးအဲ့တော့ကိုယ်ခန္ဓာကိုယ်အတွင်းပြင်အသားရေရုပ်ရည်နဲ့ပတ်သက်တဲ့အဲမလုံစိတ်မလုံချုံမှုက အမျိုးသမီးတွေအစီအမပို့ပြီးတော့များဒါတွေကလည်းခုနပြောတဲ့လူမှုအသံဝယ်ရဲ့တုံသင်ချက်တွေပေါ့နော်နောက်တစ်ခါအိမ်တောင်ပြုတ်ကြပြီးအိမ်တောင်ရေးကြောင်းအဲပြဿနာတွေဖြစ်ကြပြီးဆိုလည်းအမျိုးထိကြိုက်ခံစားအမျိုးသားတွေမခံစားရအောင်မဟုတ်ဘူးဒါပေမဲ့ထိကြိုက်ခံစားနေရတဲ့အမျိုးသားဥပမာရောက်ခမဖိနှိပ်လို့နော်အစသဖြင့်အဲဆင်မပြေဖြစ်နေတဲ့အမျိုးသားထက်နော်အဲရောက်ခမဖိနှိပ်လို့အဲစိတ်ပိုင်းဆိုင်ရာအိမ်တောင်ရေးဆင်မပြေဖြစ်နေတဲ့အမျိုးသမီးကပုံများတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီတုံသင်ချက်တွေအရာ ဒီတမတ်ချက်တွေအရာအမျိုးသမီးတွေကစိတ်ပိုင်းဆိုင်ရာပိုထိကြိုက်တယ်အမျိုးသားတွေကတိတ်ပြီးတော့မထိကြဘူးဒါရေဘူးကအဖြစ်ပေါ့နော်အဲတစ်ဖက်မှာလည်းဒီအမျိုးသားတွေအတွက်ကြာခုနကလို့အဲစိတ်ပိုင်းဆိုင်ရာတံမာရမယ်လို့ပြောထားတဲ့အတွက်အကြောင်းအကြောင်းကြောင့်ပေါ့နော်စိတ်ပိုင်းဆိုင်ရာထိကြိုက်မှုတွေဖြစ်လာတဲ့အခါကျတော့သူတို့မှာထွက်ပေါက်မှုရှိတော့နော်ဒါကြောင့်ဒီ gender လို့ခေါ်တဲ့တမတ်ချက်တွေဒီအမျိုးသမီးတွေကိုပို့ပြီးတော့စိတ်ပိုင်းဆိုင်ရာထိကြိုက်မှုပုံများစေတယ်အမျိုးသားတွေကိုတော့ထွက်ပေါက်ပိတ်စေတယ်လို့ကျွန်တော်တို့ပြောရမယ်နော်အဲအဲ့လိုမျိုးတွေကျွန်တော်တို့ထွက်ပေါက်ပိတ်နေတဲ့အခါကျတော့ အဲတစ်ဖက်မှာလည်းเนาะဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကထပ်ပေါမရှိเนาะအဲ့တော့အခုဒီလိုကာလပေါ့เนาะအခုဒီကာလမှာကျတော့ကြည့်ကြည့်လိုက်မယ်ဆိုရင်ဘဝခြေနေတွေပြည့်ရင်ဝင်ကုန်အရင်လည်းမတူတော့ဘူးပေါ့နော်အဲဒါကျွန်တော်တို့ဆိုလည်းဒီလိုပဲအရင်ထက်ဆိုင်ဝင်ငွေတွေထိခိုက်တယ်ကျွန်တော်ဘွားတွေမရေမရဖြစ်ကြတယ်เนาะကျွန်တော်တို့တဲ့အချိန်နေပို့ပြီးတော့ဆိုးတဲ့အမျိုးသားတွေလည်းရှိတယ်เนาะဆိုတော့ကျွန်တော်ယောက်ျားတွေရဲ့ဂုဏ်သိက္ခာကိုခုနပြောတဲ့ဂျန်တာတတ်မှတ်ချက်တွေအရဆိုယောက်ျားတွေရဲ့ဂုဏ်သိက္ခာဘာနဲ့တိုင်းလဲဆိုတော့ဝင်ငွေနဲ့ ိုင်းတယ်။ဒါယောက်ျားတယောက်ဝေရှာကောင်းတယ်ဆိုတာယောက်ျားတယောက်ကိုသိကရှိတယ်နော်။ယောက်ျားတယောက်ဒီအဲမိန်ကလေးတွေမိန်ကလေးနော်ဒီကိုယ့်ရဲ့အိမ်ထောင်ဘက်ချစ်သူရီးစားပေါ်မှာဒါပံပိုးပေးနိုင်ရမယ်။သူ့ဘဝတာဝန်ယူပေးနိုင်ရမယ်နော်။သူ့ကိုအာကျွန်တော်တို့လုံခြုံမှုပေးနိုင်ရမယ်။ဒါအမျိုးသားတွေဟိုဒီလူမှုအတိုင်းအတာကနေတောင်းဆိုရတဲ့တတ်မှတ်ချက်ဒါမျိုးသားတွေရဲ့ဂုဏ်သိက္ခာကိုတိုင်းတာတယ်။ ေးတယ်အခုကျတော့ထားပါတော့ခုနလိုခေတ်ကာလအခြေအနေတွေကြောင့်တချို့ဆိုရင်လည်းနော်အဲကိုယုံကြည်ရာနောက်ကိုလိုက်ဖို့အတွက်ကိုတောက်လျှောက်ကြီးလှုပ်လာခဲ့တဲ့အလုပ်ကိုထားခဲ့တယ် career ကိုထားခဲ့ပြီးတော့ကိုယုံကြည်ရာနောက်ကိုလိုက်တယ်ဆိုတဲ့အခါမှာအလုပ်တွေမရှိတော့ဘူးနော်ဝင်ငွေတွေထိကျတယ်ကျွန်တော်တို့ဆိုလည်းဒီလိုပဲပေါ့အဲ့ခါမှာဘာဖြစ်လာလဲဆိုတော့ငါတခြားယောက်ျားနဲ့ရှင်လိုက်ရင်နော်ငါဝင်ဝင်ဝင်မရှာနိုင်ဘူးเนาะငါကိုအီဇာကိုအိမ်တောင်ဘက်အတွက်ငါအဲပံပိုးမှုငါမလုပ်ပေးနိုင်ဘူးလုံခြုံမှုမပေးနိုင်ဘူးဆိုတော့ အာဒီစိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုကလည်းတက်လာတဖက်မှာလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုထွက်ပေါက်ကမရှိเนาะဒီစိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေအတွက်အဲကျွန်တော်လုံးစလို့ရတဲ့ထွက်ပေါက်တွေကလည်းမရှိမဟုတ်လို့လဲဆိုကျွန်တော်ကြိုက်တဲ့ကျမ်းစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးဟောပြောပွဲဖြစ်ဖြစ်ဆွေးနွေးပွဲဖြစ်ဖြစ်တွက်ကြည့်ကြည့်လာတက်ရောက်လာတဲ့လူရခိုင်နှုန်းအများစုဒီမျိုးသမီးနော်ကျွန်တော်တို့ဒီအပြင်မှာလည်းကျွန်တော်တို့ဒီလိုဆွေးနွေးပွဲတွေလုပ်တယ်။ online ပေါ်မှာလည်းကျွန်တော်တို့ဆွေးနွေးပွဲတွေအဲကျွန်တော်တို့လုပ်ခဲ့ဘူးတယ်။ဆိုလို့ရှိရင်ရောက်ပါလာတဲ့အမျိုးသားကြီးတွေကအင်မတန်နဲ့ ဘာလို့လဲဆိုတော့တိုင်းတွေလုံမယ်ဆိုလို့ရှိရင်အရိုယောက်ျားတွေကအဲကိုစိတ်တက်ကြနေရအောင်ဝန်ခံလိုက်ရရောက်မလားเนาะအာကိုစိတ်ပန်းဆိုင်ပြောညံ့နေလို့များသူများတွေမြင်ကြမလားဆိုတော့အဲအစွဲကကျွန်တော်တို့သွက်ရှိသွက်ရှိတော့ဖတ်ပေါမရှိဖတ်ပေါမရှိတော့ကြည့်လိုက်ရင်ဘာမှမဖြစ်သလိုねအတင်းပြီးတော့เนาะခံစားပြီးတော့မောင်းမဖြစ်သလိုတင်းထားပဲမယ်အတွင်းထဲမှာတော့ အဆင်မပြေမှုတွေရှိလာတယ်။တင်ငယ်စိတ်တွေဖြစ်လာတယ်နော်။အဲကနေမှတဆင်ထားပါတော့မနာလိုစိတ်တွေဖြစ်လာတယ်နော်။အဲမှတဆင်အကဲဆက်လာတယ်နော်။ဘာမဟုတ်တဲ့စကားလေးရအစသူကအကြီးကြီးခံစားတတ်လာတယ်နော်။နောက်တစ်ခါကျတော့ကျွန်တော်တစ်ခါလေးမှအရက်တွေမှုရေးစေးတွေနဲ့ခပ်ပေါက်ပေးမိတတ်လာတယ်။နောက်တစ်ခါကျတော့ violent ဖြစ်လာအကြမ်းပတ်တမ်းဆန့်လာတယ်ပေါ့နော်။ဆိုတော့ဒါတွေကကျွန်တော်တို့အမျိုးသားယောက်ျားအမျိုးသားတွေမှာကျွန်တော်တို့ဒါတွေ့ရတတ်တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာ။အဲတော့တစ်ဖက်မှာလေကွနာခက်ကာလာအခြေအနေရစိတ်ပိုင်းဆိုင်ရာဆင်မပြေမှုတွေအထွေထွေပေါ့နော်။ကွနာစီးပွားရေးအလုပ်အခိုင်းဒီလိုအကြက်တဲတွေဖြစ်လာတယ်။အဲတစ်ဖက်မှာလေကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ နော်။အဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အဆင်မပြေမှုတွေဖြစ်လာတယ်။အဲ့ခါနေမှတစ်ဆက်ထွက်ပေါက်လည်းမရှိ။အရောကနာပြောသလိုပဲအမျိုးသမီးတယောက်အခုချိန်မှာပေါ့နော်။ကွနာသူလည်းယုံကြည်ရအောင်လောက်လိုက်တယ်။အဲသူလည်းလောလောဆယ်အလုပ်တွေ career တွေထိခိုက်တယ်။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာပေါ့နော်။ငါနောက်ထပ်အဲသူများသားကိုပေါ့နော်။ခြေစကားနဲ့ပြောသူများသားကယူပြီးရင်တော့အတင်းအောင်တင်းနဲ့ထားမရမယ်ဆိုတာမျိုး ူကိုယ်တိုင်လည်းသိမစင်စားသူတကူစားရက်တီရေးအတွက်ပဲသူဒါအတိတ်ကထားပြီးတော့စဉ်းစားမယ်သူမိဘကိုသူမထောက်ပံ့နိုင်ဘူးဒါလောက်ပဲသူရှိမယ်ပေါ့နော်အဲ့တော့အိမ်တောင်ပြုတ်တဲ့ခါမှာငါယောက်ျားကိုငါကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ဆိုတာမျိုးသူ့ကိုလူမှုအတိုင်းမှာလည်းမမျှော်လင့်ထားဘူးလို့သူကိုယ်တိုင်လည်းအဲ့လောက်ကြီးမတွေးထားဘူးပေါ့နော်အဲ့တော့ယောက်ျားလေးကြတော့ဒီလိုမဟုတ်နော်ဆိုတော့ယောက်ျားလေးကိုယ်တိုင်ကလည်းငါသူများသားသမီးကိုယူပြီးရင်ငါကောင်းကောင်းမွန်မွန်ထားနိုင်မယ်အဲ့လိုမထားနိုင်ဘူးဆိုရင်ငါယောက်ျားတယောက်အနေနဲ့တိတ်ခါကြတယ်အဲ့လိုပဲသူ့ရဲ့လက်တွဲဖို့မိန်းကလေးကိုယ်တိုင်ကလည်း ကိုယ့်ရဲ့အကောင်လေးစီကနေခုနလိုပံ့ပိုးတာတွေနော်သူ့ကိုကာကွယ်ပေးတာတွေလုံခြုံမှုပေးတာတွေကိုသူကလည်းလှူချင်တယ်အဲ့လိုပဲသမီးရှင်အဲမိန်ကလေးတွေကလည်းကိုယ်သမီးကိုလက်ထပ်မဲ့သူသည်နော်အရေးချင်းရှိတဲ့လူခုနဝင်ဝေရှာကောင်းတဲ့လူနော်အကောင်းကောင်းမွန်မွန်ထားနိုင်တဲ့လူမျိုးကိုပဲအဓိကမျှော်လင့်ဒီလို society ရဲ့ expectation တွေရှိကြတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာကလည်းအဆင်မပြေတော့ဘူးမပြေတယ်လည်းမပြေဘူးထပ်တစ်ဖက်ကလည်းကျွန်တော်တို့ကထွက်ပေါက်မရှိတော့တဲ့အခါမှာပို့ပြီးတော့မှစိတ်ထဲမှာခုနပြောတဲ့အဆင်မပြေမှုတွေတွားပြီးတော့မှရှိလာရှိလာတဲ့အခါကျတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာအကြမ်း ရေးနဲ့ပတ်သက်လို့ရှိရင်ဒါစီပန်းဆန်ကျမ်းမာရေးမှာမဟုတ်ဘူးပေါ့နော်ကျမ်းမာရေးဆော့ရှော့မှုတွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့က access 3မျိုးလမ်းလမ်းမြင်မှု3မျိုးကိုကျွန်တော်တို့အမြင်ပြောလို့ပြောတာရှိပထမတစ်မျိုးကပါလဲဆို physical access ကို call မျိုးပိုင်းဆိုင်ရာအားဖြင့်လက်လန်းမိတာပေါ့နော်ဆိုလိုတာကအစီကန်းရှိတယ်အဲကိုကကိုနေတဲ့နေရာဒီနေရာမှာစီကန်းဆရာဝန်ဆရာမရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့သွားပြီးတော့ပြလို့ရတယ်ဒါကိုကျွန်တော်တို့က physical access လို့ခေါ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဗါလဲဆိုတော့ economic access နော်စီးပွားရေးအရာလက်လန်းမိတယ်ဆိုလိုတာကအစီယုံရှိတယ်စီကန်းရှိတယ်စီးဆိုင်ရှိတယ်ဒီပစ္စည်းရှိတယ်ဒီဝန်ဆောင်မှုရှိတယ်လူကလည်းဒီမှာရှိတယ်နော်နီးနီးနားနားပဲဒါပေမဲ့အဲကျွန်တော်တို့သွားပြီးတော့ဝယ်ဖို့အတွက်ပတ်စံမရှိဘူး financial access ပေါ့ဝေကြီးအပြင်ပတ်စံအဆင်မပြေဘူးဆိုလည်း ျွန်တော်ဒီဝန်ဆောင်မှုဒီပစ္စည်းကိုဝယ်လို့မရတော့เนาะအဲ့တော့နောက်ဆုံး access ကတော့ဘာလဲဆိုဟုတ်ပြီလူကိုယ်တိုင်လည်းရှိတယ် physical access လူကိုယ်တိုင်လည်းအဲသွားဝယ်လို့ရတယ်သွားပြီးတော့ဝန်ဆောင်မှုယူလို့ရတယ်စီဝါရဲ့အရာလေငွေကြေးအရာလေကိုတက်နိုင်လေနောက်တစ်ခုတစ်ခုကတော့ cultural assets လို့ခေါ်တယ်ယဉ်ကျေးမှုအရာပေါ့နော်ယဉ်ကျေးမှုအရာဆိုတာလူကသွားလို့ရမှာဒါကိုယူဖို့အတွက်ရှက်ညွန်တာနော်ဥပမာ condom နဲ့ကျွန်တော်တို့မျိုးဆက်ပေါ်ကျမ်းမာရေးဆို condom နဲ့ဥပမာပေးကြ condom ဒီ sign ထဲမှာရှိတယ်ကိုသွားဝယ်မယ်ဆိုလည်းရတယ် ကွန်တုံးဝယ်ဖို့တပ်ပဆန်လေးကိုမှတက်နိုင်တယ်ဘယ်ဘက်ကွန်တုံးသွားဝယ်ဖို့ရှက်တယ်အဲဒါမျိုးပေါ့နော်အဲ့တော့ဒီစိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ရင်လည်းဒီလိုပဲအဲ့တော့လောလောဆယ်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ဝန်ဆောင်မှုပေးနိုင်တဲ့သူတွေကျွန်တော်တို့ရှိလာတယ်အရင်ထက်စာရပေါ့လေနော်ဟိုဖြစ်နေတဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလိုအပ်ချက်ရှိနေတဲ့လူနဲ့ဝန်ဆောင်မှုပေးနိုင်တဲ့လူတွေကတော့အစမတန်ကွာခြားတာတော့မှန်ပေမဲ့အရင်ထက်စာရင်တော့ဝန်ဆောင်မှုပေးနိုင်တဲ့လူတွေလည်းများလာတယ်နော်အဲ့တော့ proper physical access နောက်ဆုံးလူကိုယ်တိုင်လူကိုယ်တိုင်မသွားနိုင်ရင်တောင်မှ online ကနေဆွေးနွေးလို့ရတဲ့အနေအထားလေးရှိလာနော်နံပါတ်1 စီးပွားရေးအရာဆိုလည်းဒီလိုပဲကိုယ်ငွေချေးတတ်နိုင်မယ်တချို့ဆိုလည်းအခမဲ့လှုပ်ဆောင်ပေးတာတွေရှိတယ်ပေါ့နော်ဆိုတော့ဒါလည်းအဆင့်တည်းပဲပြဿနာကဘာလဲဆို cultural assets ဒါကြီးကိုသွားပြီးတော့ counseling ယူပါတယ်နော် counseling ယူတယ်အဲနှစ်သိမ့်ဆွေးနွေးမှုခံယူတယ်နော်စိတ်ပိုင်းဆိုင်အကူအညီတစ်ခုခုယူတယ်ဆိုတာကြီးကကျွန်တော်တို့အမျိုးသားတွေအတွက်ကအင်မတန်မှကိုခုနယဉ်ကျေးမှုအရာပေါ့နော်ယဉ်ကျေးမှုအရာဆိုတဲ့သဘောကတော့ဒါကြီးကိုရှက်တာပေါ့ဒါကြီးကိုလက်မခံနိုင်ဘူးပေါ့နော် ဒါတွေလောက်ပါဆိုလို့ရှိရင်ပဲအကိုမတခုခုအားနေနေတယ်လို့နော်တခုခုပြောညံ့နေတယ်လို့အဲကျွန်တော်တို့ဖြစ်သွားကြတယ်ပေါ့နော်ဆိုတော့ဒီ SX မှာကျွန်တော်တို့ပြဿနာသွားပြီးတော့မှဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့တစင်ပြောချင်တဲ့အကားကတော့ဘာလဲဆိုတော့ကျွန်တော်အမျိုးသားတွေဒီလည်းလူတွေပဲ နော်ကျွန်တော်မျိုးသားတွေမှာလည်းစိတ်ပိုင်းဆိုင်ရာအဆင်မပြေတဲ့အချိန်တွေရှိတယ်ကျွန်တော်ငိုချင်တဲ့အချိန်တွေရှိတယ်ဝမ်းနည်းတဲ့အချိန်တွေရှိတယ်ကိုယ့်ကိုအားမလို့အားမရဖြစ်တဲ့အချိန်တွေရှိတယ်တိမ်ငယ်တဲ့အချိန်တွေရှိတယ်အားငယ်တဲ့အချိန်တွေရှိတယ်တယောက်ယောက်ရဲ့အမိအသက်အမိတယောက်စီမှာအမိတစ်ဟဲပြူချင်တဲ့အချိန်ရှိတယ်ရင်ဖွင့်ချင်တဲ့အချိန်ရှိတယ်ထွေးပွေ့ခံချင်တဲ့အချိန်တွေရှိတယ်နော်ဒါဒီယောက်ျားဆိုတဲ့ဖြစ်တည်မှုနဲ့ဘာမှမသက်ဆိုင်ဘူးဆိုတဲ့အချက်ကလေးကိုကျွန်တော်တို့ဒီဗီဒီယိုလေးရနဲ့တစ်ဆင့်အာပြောချင်တယ်ပေါ့နော်အဲ့တော့ဒီမှာအချက်လက်တွေသူတည်တနာတွေမှာကြီးကြီးကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော် UK မှာ တက်သေးတဲ့ကိုကိုကိုတက်သေးတဲ့နှုံကအမျိုးသားအယောက်တသိန်းမှာ55.5ရောက်ရှိတယ်။အမျိုးသမီးအယောက်တသိန်းမှာတော့4.6ရောက်ရှိ။ကျွန်တော်3ဇကျော်လောက်กว่าနေတယ်လို့အာပြောလို့ရတယ်ပေါ့နော်။အဲ့လိုပဲအရင်ကမူရစေ30မူတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းအမျိုးသားတွေက3ဇပုံများ။အဲဒါပေမဲ့ခုနလိုစိတ်မဆန်ရကျမ်းမာရေးဆောင်ဆောင်မှုခံယူတဲ့နေရာတွေမှာအချက်လက်တွေမှာကြီးလိုက်မယ်ဆိုရင်တော့အမျိုးသမီးတွေပို့ပြီးတော့မှများ။အဲ့တော့ဒါကိုကျွန်တော်တို့ကြီးလိုက်မယ်ဆိုလို့ရှိရင်ခုနတက်သေးရဆိုလို့ဒီလိုပဲတက်သေးဖို့စူးစမ်းတဲ့လူအကြီးအတွက်ကအမျိုးသမီးကများ။ တကယ်တက်တည်သွားတဲ့လူအရေးအတွက်ကြာမျိုးသားပုံများတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒါကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးသားတွေရဲ့စိတ်ပိုင်းဆိုင်ရာအကျမ်းမာရည်တည်ရည်စရာမဟုတ်ဘူးဟာပမဟုတ်ဘူးတကယ်ကိုအလေးထားပြီးတော့စဉ်းစားသင့်တဲ့အချက်ဆိုတာဒါကျွန်တော်တို့ပေါ်လွင်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ကအခုမှဒါမျိုးသားတယောက်ကတခုခုရင်ဖွင့်လဲပါတယ်ဆိုရင်ကျွန်တော်တို့ရဲ့အမြင်ကအမျိုးသမီးတယောက်ရင်ဖွင့်နေရဆိုရင် ဒါဟိုအဖေမအမေကူညီရမယ်ဆာမိုင်းရမယ်ဒီလိုမြင်ကြပါမယ်မြို့သားတယောက်ကသူအစင်မပြေတဲ့အကြောင်းပြောနေလို့ရှိရင်အမေယောက်ျားကြီးတမန်နဲ့ဒရမာတွေခင်းနေပြီနော်ဆိုတာမျိုးနဲ့ကျွန်တော်တို့ကပြောပြစ်လိုက်ကြတယ်နော်အဲ့တော့စေမန်းဆိုင်အကျမကြီးကိုခူတုံးလုပ်ပြီးတော့ကိုယ့်ရဲ့အဖြစ်ကိုကာကွယ်နေတဲ့လူတွေမရှိဘူးလားမဟုတ်ရှိတယ်နော်ဒါပေမဲ့ရေဘူးကအမြင်အရကျွန်တော်တို့ကအဲ့လိုမြင်နေပြီးတော့ယောက်ျားတယောက်စိတ်ပိုင်းဆိုင်ရာအစင်မပြေတဲ့ဟာကိုဟာတလုပ်နေကြတာ အဲကျွန်တော်တို့ကများတယ်ပေါ့နော်ဒါကြောင့်မလို့ယောက်ယောက်ျားတွေရဲ့မျိုးသားတွေရဲ့စေပန်းဆန်ချမ်းမရည်တည်လေအထူးသဖြင့်အခုလိုကာလနော်အခုလိုကျွန်တော်ဗတ်ပေါင်းစုံမှာထိခိုက်နေတဲ့ကာလမှာကိုယ့်ရဲ့ဒီ တစ်ချိန်လုံးတစ်သလုံးတိဆောက်လာခဲ့တဲ့ကိုယ့်ရဲ့အလုပ်တွေကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့ဝင်ငွေတွေဒါတွေထိခိုက်နေတဲ့အချိန်မှာဆိုရင်ပိုတော်မှဂလူဆိုက်တင်သေးတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာ sexual orientation ဆိုတာကိုဖယ်ပြီးတော့စဉ်းစားလိုက်မယ်ဆိုရင် biological sex အရာပဲကျွန်တော်စဉ်းစားမယ်ဆိုရင်ရေဘူးကအဖြစ်အမျိုးသားနဲ့မျိုးသမီးနှစ်မျိုးပဲရှိနော်မျိုးပဲရှိတော့ခုနကအမျိုးသားတွေအတွက်ဆိုရင်ဒါဒီနေ့ဗီဒီယိုလေးအဓိကကြီးရတယ်အဲ့တော့အမျိုးသမီးတွေအတွက်ကောဆိုတော့မျိုးသမီးတွေဒီမျိုးသမီးကြီးပဲတည်တံ့နေလို့ရတဲ့အရာမဟုတ်နော်မျိုးသားမျိုးသမီးတွေဆက်ဆက်မှုရှိအဲ့တော့မျိုးသမီးတွေရဲ့ အကိစ္စရတယ်လေမျိုးသားတွေပေါ်တက်ရောက်မှုရှိတယ်လို့မျိုးသားတွေရဲ့ကိစ္စရတယ်လေမျိုးသမီးတွေပေါ်မှာတက်ရောက်မှုရှိ။ဒါကြောင့်မလို့ကို့မှာခုနမျိုးသမီးတွေဆိုလေအဖေရှိမယ်နော်အကိုရှိမယ်ဦးလေးရှိမယ်နော်အဖိုးရှိရင်ရှိမယ်နော်အာတားတွေရှိမယ်နော်မောင်တွေရှိမယ်နော်ဆိုတော့သူတို့တွေဒီရဲ့အကျမ်းမာရေးဒီလေအမတမစိတ်ပန်းဆိုင်အကျမ်းမာရေးဒီလေငါတို့ဘေးဥဆိုင်ပေးဖို့လိုတယ်နော်ငါတို့အမျိုးသမီးတွေကြီးပဲမဟုတ်ဘူးဆိုတဲ့အတွေးလေးကိုကျွန်တော်တို့ရပါစီခြင်းနဲ့အဲ့တော့မျိုးသားတယောက် နော်တန်ပါတယ်လို့ထင်ရတဲ့မျိုးသားတယောက်အဆော့ဆော့ဘာမှမဖြစ်တယ်လို့ဘာမှမခံစားနိုင်ရတယ်လို့ပုံမှန်လုတ်တယ်လုတ်နေတဲ့မျိုးသားတယောက်မှလည်းစိတ်ပိုင်းဆိုင်ရာအဆင်ပြေမှုတွေရှိနိုင်တယ်နော်အဲ့တော့ကိုအမျိုးသားကိုချစ်ခင်ရတဲ့ကိုဘွားတွေကမျိုးသားတယောက်ယောက်နော် သူတို့တခုခုလုတ်သွားပြီဆိုတဲ့အချိန်ကြာမှာဝမ်းနေနေမဲ့အစားလောလောဆယ်သူ့မှာဘယ်လိုခံစားနေရတယ်ရှိနိုင်လဲဆိုတာလေးကိုသူ့ရှင်လေးကိုကျွန်တော်တို့ဝင်ကြည့်ကြားစေချင်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကတော့ကျွန်တော်တွေးစရာတခုခုအာရသွားမယ်လို့မျှော်လင့်တယ်။နောက်အမျိုးသားတွေအနေနဲ့ဆိုလဲငါတို့စိတ်ချိုင်းစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးသည်ဒါရှက်စရာမဟုတ်ဘူးဆိုတဲ့အတွေးလေးရစေချင်တယ်။နောက်တစ်ခါထုတ်ဖော်ပြောဆိုခြင်းပေါ့နော် မျိုးသားတယောက်ကနေမှသူ့ရဲ့ခံစားချက်တွေကိုပြောတယ်သူအစမပြေတာတွေကိုပြောတယ်နောက်တစ်ခါသူဆွေးနွေးမှုတွေယူနေရတယ်ဆိုတဲ့ဟာလေးတွေသူကပြောတယ်ဆိုတော့ကျွန်တော်ခန္ဓာကိုယ်မှာနေမကောင်းဖြစ်ရင်ဗျာနော်စေခံသွားတယ်ဘယ်သူရှက်လဲငါနေမကောင်းဖြစ်လို့စေခံသွားတယ်ဘယ်တနည်းကတော့ငါဆေးတလုံးထိုးလိုက်ရသေးတယ်ငါ drip တော့ချိန်လိုက်ရသေးတယ်ပုံမှန်လည်းပဲပြောနေတာဘာဖြစ်လို့လဲကိုယ်ခန္ဓာကိုယ်ကြီးဒီနေမကောင်းဖြစ်တာဘာဆန်းလဲဘာမှမဆန်း တော့ကျွန်တော်ကိုလှုပ်သိမ်းလှုပ်ထိုက်တဲ့ဟာလုပ်ဖြစ်တယ်အဲ့ဒါကိုဘာဆန်းနှာစီးတယ်ဆိုတော့နှာစီးပြောက်စီးတောက်တယ်နော်ဘာဆန်းအကျွန်တော်နေမကောင်းဖြစ်တယ်ကျွန်တော်ဘေးရလူတွေရဝိုင်းပြီးပြူစုကြတယ်ညကျွန်တော်စားချင်တာတွေချက်ပေးကြတယ်နော်ဒါဟုတ်ဘာဆန်းလဲနော်တတိယတစ်ခုကိုဘလုံးမလှုပ်လို့မရတော့ဘူးကိုကစေးတောက်တာလည်းမရဘူးမရဘူးဘေးပတ်ဝန်းကျင်ကဝိုင်းပြီးတော့လှုပ်ပေးရလဲကိုမရဘူးဆိုရင်ဘသူစီသွားလဲကျွမ်းကျင်တဲ့သူစီသွားတာဒါဘာဆန်းလဲဘာမှဆန်းတဲ့ကိစ္စမဟုတ်အဲ့တော့စိတ်မိုင်းဆိုင်ရာမှလည်းဒီလိုပဲစိတ်မိုင်းဆိုင်ရာနေမကောင်းဖြစ်တဲ့အချိန်တွေဆိုတော့ကျွန်တော်တို့မှာရှိရှိကိုလှုပ်သိမ်းလှုပ်ရတာလည်းလုပ်မယ်ပေါ့ ။နောက်ပြီးတော့ဒီဗီဒီယိုလေးတွေကြည့်မယ်။နောက်မှလည်း meditation လုပ်တာတို့ physical exercise လုပ်တာတို့နော်။အာကျွန်တော်တို့ journaling လို့ခေါ်တဲ့ကိုယ့်ရဲ့ခံစားချက်တွေချရေးတာတို့တရားရုပ်ကိုရင်ဖွင့်တာတို့ဒါကြီးကျွန်တော်တို့လည်းလုပ်ရတာပဲ။နော်။ဆိုတော့ဒါကြီးလုပ်လိုက်လုပ်တယ်။ဒါကိုယ့်ကိုလုံးသိလုပ်တတ်တဲ့ဒါကြီးလုပ်တယ်။ဒါပါဆန်းလိုက်။ပြန်အနာစီးပြောက်စီနာစီးလို့နာစီးပြောက်စီတောက်တဲ့အတိုင်းပဲပေါ့။နော်။ဒါမှမဆန်းတဲ့ကိစ္စမျိုးရှက်စရာလည်းမလိုဘူး။အဲ့လိုပဲတူတူတယောက်ရဲ့အကူအညီကိုယူတယ်။ကိုယ်ကရင်ဖွင့်တယ်။ နော်တယောက်ယောက်စီကအားပေးစကားကိုကယူလိုနားထောင်နေဆိုတော့ဒါလည်းရှက်စရာကောင်းတဲ့ကိစ္စမဟုတ်ဘူးနောက်ဆုံးကိုဘလို့မှမရတော့ဘူးကိုရဲ့ကိုမှရှိတဲ့ trauma ကိုမှရှိတဲ့စိတ်ပိုင်းဆိုင်ရာအဆင်အခြေအနေကကိုကလုံးလုံးမရတော့ဘူးဆိုရင်ကျွမ်းကျင်ကျွမ်းကျင်သူစီသွားပြီးတော့ကျွန်တော်ဆွေးနွေးမယ်နော်အတိုင်းပဲမယ်ဒါရောပါရှက်စရာလိုလဲပေါ့နော်ဆိုတော့အဲ့တော့ဒါစီရှက်စရာမဟုတ်ဘူးဆိုတော့ delay ထွန်းကားဖို့လိုတယ်အဲ့တော့ကိုရဲ့ခံစားချက်အဆင်မပြေတာတွေကိုဒီလိုတွေရုန်းကန်နေရတယ်ဆိုတာတွေကိုထုတ်ဖို့ပြောခြင်းကလည်းကျန်တဲ့အမျိုးသားတွေရဲ့စိတ်ထဲမှာနော်ကျွန်တော် normalize လုပ်လိုက်တယ်လို့ခေါ်တာပေါ့နော်ဟောဒီစိတ်ပိုင်းဆိုင်ရာ အစမပြေမှုเนาะဒါပါဆန်းလဲเนาะစိတ်ပိုင်းဆိုင်ရာအအကူအညီယူရတယ်ဆိုတော့တော့ဘာဆန်းလဲဆိုတဲ့အဲကျွန်တော်တို့အတွေးလေးတွေရလာတယ်ရလာတဲ့အခါမှာတို့ရဲ့ကျမ်းမာရေးကိုလည်းတို့ပို့ပြီးတော့ view ဆိုင်ရာကောင်းမှန်းတည်လာတယ်ဒါသည်ရှက်စရာမဟုတ်ဘူးဆိုတော့အတွေးလေးတွေပို့ပြီးတော့မှရလာပြီးတော့ကျွန်တော်တို့အမျိုးသားတွေရဲ့အစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးကောင်ပို့ပြီးတော့မှကျွန်တော်တို့เนาะမြင့်တင်လာနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုလေးရနေတစ်ဆင့်ပြောပြလိုက်ရခြင်းဖြစ်ပါတယ်တွေးစရာတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ